ATW Engineering Group ညကနေဒီနေ့မှာတော့ beam တွေရဲ့ထန်ဆင်းပုံအကြောင်းကိုပြောပြသွားမှာပါ beam တွေဟာအစအုံရဲ့ဝန်တွေကိုကွေးညွတ်ခြင်း bandy နဲ့တည်ဆောင်ပါတယ်ဒီအခါမှာဆွဲအားတန်းရှင်းတွေဖြစ်လာပါတယ် beam ရဲ့အလယ်မှာ fit တဲ့ဆွဲအားကို out and bottom bars တွေက ခံပေးသည် tie အနီး suppose မှာ fit တဲ့ဆွဲအားကိုတော့ upper than top bars တွေကခံပေးပါတယ်ဒီတန်းချောင်းတွေမပိုင်ရင် concrete ဟာချက်ချင်းကွဲအပ်ပြီးပြိုကျသွားနိုင်ပါတယ် တန်ချောင်းတစ်ချောင်းတည်းနဲ့အစာအုံတစ်ခုလုံးကိုဆက်တိုက်သွားလို့မရလို့တန်ချောင်းတွေကိုဆက်ပြီးအသုံးပြုရပါတယ်။ဒါပေမဲ့နေရာမှပြီးဆက်ရင်အားနည်းဆုံးနေရာဖြစ်သွားပါလိမ့်မယ်။ဒီတော့အောက်တန်တွေကိုဘီးမဲ့အလေတဲတဲမှာလုံးဝမဆက်ပါနဲ့။အဲ့ဒီနေရာဟာဆွဲအားအများဆုံးနေရာပါ။တိုင်အနီးမှာသာအမြဲတမ်းဆက်ပါ။အပေါ်တန်တွေကတော့ပြောင်းပြန်ပါ။တိုင်တွေအနီးမှာလုံးဝမဆက်ပါနဲ့။ဘီးမြက်အလဲမစ္စပန်းမှာသာဆက်ပါဒါကြောင့်မှတ်ထားရမှာကတန်ချောင်းကြီးကိုဆွဲအားအနည်းဆုံးနေရာမှာသာဆက်ပါ အခုဒီထက်ပိုပြီးအရေးကြီးတဲ့အသေးစိတ်အချက်အလက်ကိုပြောပြပါမယ်။ငလျင်လန်ခန့်နိုင်တဲ့ဒီဇိုင်းဒီအတွက်ဆိုရင်အောက်တန်ဖီစီအပေါ်တန်ဖီစီကော်လမ်မင်းနဘင်ကော်လမ်ဖေ့စ်ကနီဘီးမက်အနက်ဒီရဲ့နစတူးဒီဒါမှမဟုတ်ဘီးမ်အလျာ LL 4ပုံတပုံ L by 4အတွင်းမှာတန်ချောင်းတွေကိုလုံးဝမဆက်သင့်ပါဘူး။ဒီနေရာရီဟာငလျင်တန်ကြောင့်ပြင်းထန်တဲ့ဖြားအားတွေနဲ့ဆွေးအားတွေပြောင်းပြန်ဖြစ်နိုင်တဲ့ Moma Reversal Plastic Hinge Zones လို့ခေါ်တဲ့နေရာတွေဖြစ်လို့ပါပဲ။ တန်ချောင်းနှစ်ချောင်းကိုဆက်တဲ့အခါမှာတစ်ခုနဲ့တစ်ခုထပ်နေရမယ့်အရှိ lab land ကကွန်ကရစ်အညိုအစားတန်ချောင်းအမျိုးအစား တန်ချောင်းရဲ့အချင်းစတာတွေအပေါ်မူတည်ပြီးဒီဇိုင်းကုတ်တွေမှာတတ်မှတ်ထားတဲ့တွက်ချက်မှုတွေနဲ့တွေ့ရပါတယ်။တန်ချောင်းအလုံးကိုတနေရာထဲမှာမဆက်တင်ပါဘူး။ဘေးချင်းကပ်နေတဲ့တန်ချောင်းတွေကိုမတူညီတဲ့နေရာတွေမှာဆက်သွေချင်း staggering လုပ်ပေးရပါမယ်။ဥပမာဘီးထဲမှာတန်ချောင်း၄ချောင်းရှိရင်နှစ်ချောင်းကိုတနေရာမှာဆက်ပြီးကြံနှစ်ချောင်းကိုအနည်းဆုံး lap length ရဲ့1.3စာအကွာအဝေးလောက်မှာဆက်တာမျိုးပါ။ဒါမှအဆောက်အုံရဲ့အားနည်းတဲ့အပိုင်း weak section ဖြစ်လာအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒီဗီဒီယိုကဘီမ်တွေမှာ longitudinal main bar တန်ဆင်ပုံနဲ့ပတ်သက်ပြီးအထောက်အကူထည့်မယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။